အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့မြန်မာ audio book entertainment channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel ကနေဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးရတော့စာရေးစရာအကဇော်ရေးသားထားတဲ့ဇုံဒီဥပဒါနှစ်မမျော်လင့်သောခရီးရှည်ဆိုတဲ့ ဇလန်းကောင်းလေးကိုအပိုင်း၃တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲဇလန်းလေးမဆောက်ခင်မှာကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးနဲ့အားပေးခဲ့ကြပါဦးလဲတောင်းဆိုပါစီခင်ဗျာအဲနောက်တနေ့မနေ့မနေ့စားစားပြီးတော့ခရီးစဖို့ပြင်ကြတယ်ဗျကျောက်လဲအင်တာတက်ချင်တာနဲ့ရေဒီယိုကလေးနာသွားပြီးတော့ထွက်လာခဲ့လိုက်တယ်လीအဲရေဒီယိုဘီနာကနေခြုံတော့ထဲမှာအင်တာတက်နေတော့ ကိစ္စပြီးရင်တော့ဘုံဒုံမရှိတာနဲ့ပန်ဝင်းညင်ကိုကြိလိုက်မိတယ်။မြေကြီးအောင်မှာဖြူဖြူအချောင်းကလေးတွေ့တာနဲ့ဆွဲနှုတ်ကြည့်လိုက်တော့လူရိုးလက်ကြီးတခုပေါ်လာတယ်ဗျာ။ဆွဲကြည့်လိုက်တော့မှပဲလူရိုးစီတခုဖြစ်နေတယ်။ကြောက်လန့်ပြီးអော်ထက်လိုက်တာ။မကြခင်ဥပဒါတို့ပြေးလာကြတယ်။ဟာအလောက်အလောက်နဲ့ကြောင်းဘာဖြစ်တာလဲကွာ။ငွေရိတ်လို့လားကွာ။ကြောက်လဲပစိုးကမန်းကရမ်းနဲ့ပြင်ဝက်လိုက်ပြီးတော့ငွေမဟုတ်ဥပဒါရဲ့အရိုးချောက်ကြီးဗျာ။ ။ဥပါသားလိုလူတစုကရိုးကြောက်ကြီးကိုကြည့်ကြတယ်။အဟုတ်ပါကွာ။မနီရရေတကုံကိုဆေးဆေးတော့မတွေ့ပါဘူး။ဦးမောင်လွင်ကခေါင်းကုပ်ပြီးတော့ပြောတယ်။မောင်ကြီးမဲကြီးတဲ့ဆိုတော့မတွေ့တာဖြစ်မှာပါ။ဒါဘသူကလဲ။ဒီနေရာမှာဘလို့သိနေရပါလဲ။ဥပါသားရိုးကြောက်ကိုတေးချကြည့်နေနေတယ်။အရိုးကြောက်မှာပတ်နေတဲ့ဝက်စားတွေကိုကန်ကြည့်တယ်။သူဝတ်ထားတာထမိန်စားကွာ။ဒါဆိုမိန်ကလေးပဲဖြစ်။မိန်ကလေးတယောက်က ဒီလိုလူသူမနည်းတဲ့တောနဲ့ကြီးတွေကိုဘလို့ရောက်လာတာလဲငါစိတ်ထင်တော့တောထဲမှာဟင်းစားလာရှာတဲ့မင်းကလေးဖြစ်မယ်ကွာတောင်ကြချောင်းနဲ့မျောပါပြီးတော့ဒီရေကွန်ကနေပြုတ်ကြပြီးကြောက်တုံးနဲ့ရိုက်ရာဖြစ်မယ်ကွာဟုတ်မယ်ဥပသာပြောတာဖြစ်နိုင်နေကြဥမောင်လွင်ကမျက်မှောင်ကျုပ်လိုက်ပြီးတော့ဟင်းစားလာရှာတယ်ဆိုတော့ဒီနောက်မှာရွာတွေပါတွေရှိလို့လားဗျအရင်နှောင်းကတော့ဒီယုံမာတော်ကြီးရဲ့ တောင်ခပန်းတနေရာမှာတောင်ပေါ်ရွာကြီးတရာရှိတယ်လို့ပြောကြတယ်။ကြုံငငယ်တုန်းကတော့တခါရောက်ဘူးတယ်။အဲ့ဒီရွာကိုရှမ်းရွာလို့ခေါ်ကြတယ်။ဘာဖြစ်လို့ရှမ်းရွာလို့ခေါ်တာလဲဥပဒါ။ရှမ်းလူမျိုးတွေနေကြလို့လေကွာ။အော်ဒါပြုံးပြပြနဲ့။ဟိုးရှမ်းပြည်နယ်မှာရှမ်းလူမျိုးတွေကဘလို့လှုပ်ပြီးတော့ဒီဘက်ကိုရောက်လာမလဲဘာကြီးရာရုပ်တည်ရှိအောင်ပြောစမ်းပါဗျ။ဒါတော့ငါလည်းမပြောတတ်ဘူး။အဲ့ဒီရွာကိုတော့ရှမ်းရွာလို့ခေါ်တယ်။ တို့ကမြေပြတ်မှာမနေတက်လို့တောင်ပေါ်တက်နေကြလို့ပြောကြတာပဲ။ကဲပါရှမ်းရွာကိစ္စခဏထား။ကျုပ်တို့ခྱི་ဆက်ကြတာပေါ့။ရှင်းမှာရေရကုန်ခံနေတာဆိုတော့လေရေရကုန်ကိုပတ်ပြီးတော့သွားကြမယ်။ရေရကုန်အထက်ဘက်ရောက်တော့မှချောင်းရိုးတွေကိုပြန်ဆင်ကြတာပေါ့။ဦးမောင်လေးကပြောပြဆိုဆိုနဲ့ထသွားတယ်ဗျ။ကျုပ်တို့ခྱི་သွားဖို့ပြင်ကြပြီမယ်။အကိုကြီးကတော့အယိုးစုနာမှာထိုင်ပြီးတော့ဆက်စုကြီးနဲ့ကြံနေခဲ့တယ်။ဟွိအဲ့ဒီမှာဘာလုပ်နေလဲဗျာ။ အယိုးကြောင့်မဟုတ်တော့အလုပ်ပေးလိုက်ပါဗျကျုပ်လက်អော်လိုက်တော့အားလုံးကရီးလိုက်ကြတယ်အကိုကြီးကဂျုံပုတ်ထဲကနေပစိုးပြင်ဝင်နဲ့ထွက်လာပြီမေဘာလို့ပြောနေလဲလက်ကောင်ဗျာငါလန့်ရတယ်ထဲကဲကိုကြီးရိတ်ခါထမ်းမလားဖြင်းထုတ်တွေတမ်းမလားမေမနေ့ကဖြင်းထုတ်ထမ်းတာပော့တယ်ဆိုတော့ငါဒီနေ့ထမ်းကြည့်မယ်ကွာအကိုကြီးကချင်းနှောင်းကြီးထမ်းပြီးတော့ထသွားတယ်ကျုပ်လည်းချင်းနှောင်းထမ်းပြီးတော့အကိုကြီးနောက်ကနေလိုက်လာခဲ့တယ်ဥပ္ပါသာတော့မနေ့ကရခဲ့တယ်ဝါပြန်ကလေးကိုတောင်းဝေးလို့ထောက်ပြီးတော့တွားတယ်ဗျာ ။ဥမောင်လေးကမြေပုံစာရွက်ထုတ်လိုက်။တန်လိုက်အိမ်ကြောင်နဲ့ကြိတ်လိုက်နဲ့သွားကြတယ်။အဲနေလေကင်းလောက်ရောက်တော့တောင်ကြီးကတဖြည်းဖြည်းနဲ့မတ်ဆောက်လာတယ်။တောင်ကြားချောင်းကလည်းရေလိုကုန်တွေဖြစ်လိုက်၊လိန်ကောက်ကောက်နဲ့စီးလိုက်နဲ့ဖြစ်နေပြီဗျ။အဲတချို့နေရာမှာဆိုရင်တောင်ကြားချောင်းက45ဒီဂရီလောက်ကိုမတ်ဆောက်တယ်ဗျ။ရေတဝန်အသေးလေးတွေလည်းအများကြီးပဲဗျလူတရက်လောက်နှစ်ရက်လောက်မြင်းနဲ့ရေတဝန်လေးတွေပေါ့ဗျကျုပ်တို့တက်လာကြတာတောင်မာကြီးရဲ့တဝက်လောက်ကိုပဲရောက်သေးတယ်ဗျ ဟိုခလာလန်ကိုကြည့်ရင်တောင်ကြီးကိုမြင်နေရသေးတယ်။တက်တော့ဟာရွက်ပြတ်တော့ဆိုတော့လေအထက်ဘက်ကတက်ပင်ကြီးကတဲ့ရွက်တွေကြေကုန်ကြပြီးတော့အရင်တောင်ချီမှာတုန်းကလောက်တော့တက်တော့မဆိုင်စုတော့ဘူးဗျ။ရေရလည်းတဖြည်းဖြည်းရှားလာပြီဗျ။စမ်းချောင်းနဲ့သွားနေပြီမဲ့ရေတိုင်တော့မတွေ့ရတော့ဘူး။တချို့နေရာမှာတော့စမ်းနေကလေးတွေကနေစိန်စမ်းရေကလေးတွေထွက်နေတာတွေ့ရသေးတယ်။တနေ့ကလမ်းလျှောက်ပြီးတဲ့အချိန်မှာတောင်တစ်ခုရဲ့ထိပ်ဘက်ကိုရောက်လာကြတယ်ဗျ။ တောင်မာကြီးကနေခွဲထွက်နေတဲ့တောင်တစ်ခုပေါ့ဗျာအဲ့ဒီကနေမြေကြီးကကပ်ပြောင်ပြောင်လေးဖြစ်နေတယ်ဗျာညနေလဲစောင်းလာပြီဆိုတော့စခန်းချဖို့လောက်ကြတယ်ကျုပ်စဉ်းစားလို့မရတာတခုရှိသေးဗျာဒီလူတွေကရက်ပြင်လိတ်တွေတယ်လာပြီးတော့ဘာဖြစ်လို့ရက်ပြင်တဲမထိုးဝင်လဲယာရီစခန်းဆိုပြီးတော့ဒီတိုင်အိတ်တလဲလို့ပေါ့ဗျာအဲတပင်းနေစားပြီးတော့ဥမောင်လင်းတို့ကရှန်ရှန်တိုင်ပင်နေကြတယ်ဗျကျုပ်တို့အိယာကွင်တော့ည9နာရီတော့မထိုးသေးပါဘူးဗျာ ဒီညကင်းကိုတော့ကျုပ်တို့ညီကိုနှစ်ယောက်တာဝန်ကြတယ်ကကိုကြီးကညာဦးပိုင်းဆောင်ရမယ်ကျုပ်ကညတာကောင်ထားပြီးတော့ဆောင်ရမယ်ပေါ့ညာကင်းကြတော့စောစောအိတ်ဖြစ်သွားတယ်အိမ်နေနေနဲ့အိမ်မက်တစ်ခုမက်တယ်အိမ်မက်ကလည်းထူးဆန်းတယ်ဗျာကျုပ်ကပွဲကင်းနဲ့ရောက်နေရတယ်ဗျာရန်အိုးစီတွေတီးပြီးတော့လူတွေကကခုန်နေကြတာပြုအမွေးစုပ်ပွားနဲ့တိုးနေရကောင်ကြီးအောင်ပါသေးတယ်ရှမ်းတိုင်းကလည်းမြူးကျက်ဗျာကျုပ်လည်းအိုးစီတန်ကြတဲ့စိတ်တွေကြလာပြီးတော့ကနေကြတဲ့လူအုပ်ထဲကိုခုံဝင်ပြီးတော့ကနေမိတယ် အိမ်မက်ထဲမှာကလို့ကောင်းနေတော့အကိုကြီးကကြောက်ကိုလာနှုတ်လိုက်အလောင်းထားရမောင်ကွာကြောက်မထခြင်းပဲနဲ့ထားလိုက်ရတယ်အကိုကြီးကဒီမောအိမ်မက်ကောင်းနေပြီကဘာဖြစ်လို့လဲမင်းအိုးစီတန်ကြားတယ်မို့လားအလောင်းအကိုကြီးပြောမှကြောက်လဲသတိထားမိတယ်ဟုတ်တယ်ဗျအိုးစီတန်ဟိုနားရဲခတ်တူတူကြားနေရတယ်လေသိရင်တော့ပူကြကြကြားတယ်ဒါဆိုအိမ်မက်မဟုတ်ဘူးဗောအကိုကြီးရဲ့အိုးစီကတကယ်ပဲဗော 我爸是送你嘛，哇！明年我儿子能够来家养哇！啊，别忘了我啊，到了当年呀，家里那娃儿呀，顶下来了啊！明年咱准备种点什么瓜？明天我把他表弟们了啊，叮当又嘛生的稀疏了哩！我正屋子里呀，想要呀，顶你个天哪呗！我呀，好多好没了！但看你你呀，拉拉呱，说老几讲了哇！我呀，老远比呀，羞羞耻的。 ။ဟာဆိုင်တိုင်ကြောင်ရေနိုင်ဦးဆိုတာမင်းသိပါတယ်လက်ကောင်ရအောင်။လာစမ်းပါဦးကွာ။ခဏလောက်ကြောက်ကြည့်အောင်။ကျုပ်တို့တော့ရောက်တော့နှစ်ရက်သုံးရက်ရှိပြီဆိုတော့လေလူတွေကလူတွေနဲ့နည်းနည်းကင်းနေတယ်လို့ခံစားရတယ်ဗျ။ဒါကြောင့်ကိုကြီးအနောက်ကိုလိုက်ဖို့ဆုံးဖြတ်လိုက်တယ်။ကိုကြီးကျုပ်တို့တော့တော့ဟိုလူတွေကအပြစ်ပြောနေဦးမယ်။ဒီကောင်းနေကလသိကလမောအဲ့နေကြတာပါကွာအိုးစီတန်ကြာတော့မနှိုးတာဘလို့လောက်ပြီးတော့နှိုးမှလဲကွာဟိုလူကြီးမှနှိုးစင်တာဒီလုံးပါတယ်ကိုကြီးက ခဏ9နာရီမထိုးခင်ပြန်လိုင်းပြစ်ပါတယ်အဲ့လောက်ကောင်ရှာလာသွားကြစို့အကိုကြီးကတော်တဲ့ဝင်သွားတယ်ကျုပ်လည်းအကိုကြီးနောက်ကနေရောင်းတောင်းပောင်းတောင်းနဲ့လိုက်လာခဲ့ရတယ်လာကလေးကလည်းသားတယ်တက်ပင်နေလေအရွက်တွေမရှိကြတော့ဘူးဆိုတော့တော်တဲ့မှာလာရောင်ကထိန်နေနေတယ်ဗျာအောက်ကသရဲ့ချောက်တွေကိုတရှဲရှဲနဲ့နင်းဖြတ်သွားရင်းနဲ့တောင်ဝန်းကလေးတွေကိုရောက်လာခဲ့တော့တောင်အောက်ရှူကြတဲ့မှာမီးရောင်တွေဝင်းလဲ့နေတယ်ရွာတရောင်တွေ့လိုက်ရတယ်ဟာရွာထင်တာတက်နီးတာပဲအဲ့လောက်ကော အကိုကြီးနဲ့ကြောက်လဲတောင်အောက်ကိုပြေးဆင်းလိုက်ရတယ်တကယ်ပါဗျာရှိုးထဲမှာရွာတရာတီကြရတာဗျရွာကအင်ချိန်90လောက်တော့ရှိမယ်ထင်တယ်တို့အိမ်မုံစံကခြေတန်းရှိအိမ်ငုံမအမိုးခတ်ကုတ်ကုတ်ကလေးတွေလောက်ထားကြတယ်ဩစီတန်တွေကရွာလေလောက်ကလာတာဗျရွာလေကိုရောက်တော့လူတွေစုပ်ပြီးတော့ဩစီတွေတီးလို့ကောက်ကုန်နေကြတယ်ဒီလူတွေဝက်စားထားတာရှမ်းနေဝက်တယ်လို့ပဲဗျယောက်ျားတွေကရှမ်းပေါင်းပြီးဝက်ထားတယ်လူကဝက်ထားပြီးတော့တချို့ကပစိုးဝက်ထားတယ်မိမတွေဆိုရင်လေအမေါ်က ခြေချမ်းအင်ကြီးနဲ့အောက်ကလုံကြီးဝတ်ထားတယ်။ယောက်ျားတွေရောမိန်းမတွေရောပေါင်းပေါင်းကြီးတွေပေါင်းထားကြတယ်ဗျ။အိုးစီတီးတဲ့လူတွေကတော့အသေးချောင်တိနေလိုက်ကြတာဗျ။ရှမ်းအိုးစီတန်ဆိုတော့မြူရာလည်းပြောမနေပါနဲ့တော့။ကြုံဖြင့်ရွာဟိုသာရောက်လာတယ်။စိတ်ကမချသေးဘူးဗျ။ဒီလူတွေကဝရဲတွေလားကြက်တွေလားဆိုပြီးတော့ကြောက်နေမိတယ်။ဒါနဲ့အနာကလူကြီးတယောက်နောက်ဒါနဲ့အနာကလူကြီးတယောက်နောက်ကတ်သွားပြီးတော့ဥ ਈ ဥ ਈ ရောလူတွေလား ဒီလူကြီးကကြောက်ကုန်မျက်မှောင်ကြောက်ကြည့်ပြောလူတွေမဟုတ်လို့ငါတို့ကနှက်တည်ဖြစ်မလားအကွာမသိပါဘူးဗျာဒါနဲ့ညာဤတကောင်ဥသည်တွေတီးပြီးတော့ဘာလုပ်နေကြတာလဲကြောက်ကြဦးတာကြက်တွေတစီတွေကညာဤတကောင်တီးမှုတ်ကြတယ်ဆိုလို့လေပေါ့ပေါ့ရှာရှာကွာငါတို့ကကြက်တွေမဟုတ်ပါဘူးကွာအခုဥသည်တီးနေရတာလဲမနှက်ပြန်မနှက်ကြရင်ရှင်ပြူပွဲတစ်ခုရှိတယ်အဲ့ဒါကြောင့်ပျော်ရွှင်ပြီးတော့တီးမှုတ်ကခုန်နေကြတာပါ ဒီလိုလူသူမနီးနဲ့တောင်းနေတယ်မှာဦးဦးတို့ကဘာပြင်းလို့လာကြတာလဲလူသူမနီးတာမဟုတ်ပါဘူးကွာနည်းနည်းလှမ်းတာပါတို့ရွာတခြားရွာနဲ့လဲလန်းလဲပောက်ပါတယ်ကွာအလောက်မင်းတမယောက်ဘာလို့လိုက်မင်းညာလဲကွာဟိုလေဒီလိုပါပဲဂိုကြီးအားဂိုကြီးအားအဲ့လူကြီးနားကိုကတ်လိုက်နေတဲ့အူးဒါနဲ့ဒီရွာမှာအီလေးပါလေဝဲလို့ရဒီလိုရဂိုကြီးကိုခြေစုံကောင်းဆုံးကြည့်ဟဲ့ကောင်ငါတို့ဘလို့ထင်းနေရလဲ မင်းတို့ဗမာတွေလိုမျိုးအလူအချောင်းပြပြီးတော့အရက်အဝတ်တောင်းမဲ့လူတွေများမှတ်နေကြတယ်တောင်းဝင်ပါတယ်ဥကြီးဟာတုတ်လဲမတောက်ရတာ၃လရက်ကြာတော့တွေးတောင်းလို့ကွာဗျကိုကြီးရလဲဗျာတမ ्या တကအလူတန်းလှုပ်နေတော့အရက်လာတောင်းနေပြီငါတို့စီမှာအရက်တော့မရှိဘူးခေါင်းကြီးပဲရှိတယ်ကိုကြီးမျက်လုံးတွေအယောင်လွတ်သွားတယ်ခေါင်းကြီးလေးရတယ်ဗျာဟိုးမှာတွေးလာအဲ့ဒီဥကြီးကခေါင်းကြီးဦးပဲမင်းအကြိုက်တာခတ်တော့ပြီတော့ကိုကြီးကလူအကြားတွေတိုးသွားတယ်ကိုကြီးဝိုင်းရအနောက်မှာ ောက်ရီအိုးကလေးတစ်လုံးကိုဝါးစင်ပေါ်တင်းထားတယ်။ရွာကလာသားလေးလူတွေကတောက်ရီအိုးတွေကခေါင်ရီကိုအုံးမခွက်နဲ့ခက်ခတ်ပြီးတော့တောက်တယ်။အကိုကြီးကအိုးနာကိုကတ်သွားပြီးတော့အုံးမခွက်နဲ့အိုးတွေကိုခက်လိုက်တယ်။ခေါင်ရီကဓမင်ရီလိုအဲဆန်စေးရီလိုလိုဖြူဖြူနဲ့ခက်ကြဲကြဲအရာပေါ့ဗျာ။အကိုကြီးကအုံးမခွက်နဲ့ခက်လိုက်နေတဲ့။ဟာအဲ့လောက်ခေါင်ရီကမွေ့နေရပဲကွာ။သဘာအနှံ့လိုလိုကောင်းကြီးအနှံ့လိုလိုကလေးကွာ။ကိုကြီးကခွက်ကိုတရိုက်တဲ့မော့တောက်ချလိုက် 光来就光，抽咖哩刮，那个没有到吧？到过呀，行业啊，轻松中的就没接过。不要让革人进路没道到。不要好了，明年我马贝要来不要，不留路要到户多来那个，就来什么不要钱呢？他来玩的贵呀，到啥时呀？到什么？我呀，到货币到货看到你了，就把我努力要个拉叭的，来进来到毛毛帐的，也到毛乌片里了，哎呦！ မင်းတို့ကဒီကိုလာပြီးတော့ပျော်ရွှင်နေတယ်ပေါ့ဟုတ်လားကြောက်ရင်နဲ့ထိတ်ကနေပြစ်သွားတယ်ဟုတ်လေတို့တို့အပြင်မပြီးပါနဲ့ဗျာဥဒီတန်ကြားလို့စူးစမ်းနေဒီရှမ်းရွာကိုရောက်လာခဲ့တာပါဗျာမင်းတို့ကြီးတောက်စားနေလို့ရမလားကွာငါ့ကိုလည်းအုံမခွက်ပေးတယ်ရဲသားမောင်ကအုံမခွက်ကိုလှမ်းယူပြီးတော့ခေါင်းရည်အိုးတွေခတ်တော့လိုက်တကြိုက်တောက်ပြီးမှတော့သူ့မျက်ခွက်ကြီးကပြုံးကြည့်သွားတယ်ဗျာကောင်းနေဟောမပေါ်ရတာကြောက်လည်းမသိဘူးခေါင်းရည်လည်းတောက်ကောင်းတာပါ မောင်ဦးလက်ထက်ကမမောင်တာကလည်းအုံမခုကိုလှန့်လုပြီးတော့သူလည်းတောက်တယ်ဗျခမရတို့ကခေါင်းကြီးလည်းတောက်တာပဲလားမတို့လည်းအရင်ကတည်းကလေးငါးရရှိပြီးကွမင်းတို့ညီကိုနှစ်ယောက်ထွက်သွားတာနဲ့မင်းတို့နောက်ကလိုက်လာခဲ့လားရွာတို့ရင်အရင်ရှိလောင်မယ်ဆိုပြီးတော့လိုက်လာရင်လည်းရောက်လာခဲ့တာပဲကွဟောဗျတကယ်တော့အကြံတူတွေလာစုနေတာပါလားအကိုကြီးကလည်းအိုးဒီတန်ကြားလို့စူးစမ်းမယ်ဆိုပြီးတော့လက်ဆက်တတ်တော့အရင်တောက်ရှင်လို့လာမှာမဟုတ်လားကြောက်ပြောတဲ့အချိန်အကိုကြီးကလည်းနည်းနည်းထွေးနေပြီ 我毛大抗日的开刀呢，小家伙呢以前呢没给毛挂底没黑过，我没弄啊罗，底要要不要抗日的刀家伙，我是要了嘛不要呢，我丢嘛了嘛不要呢，好不啦？好半月，后面罗伊拉妈的伊拉都到手了，刀家伙，拉家伢拢到得到，就比方说红泥阿哥，我没挂刀，都来阿来做比方，撸刀呢家的，人家来故意阿哥，我没搞过歪撸的，阿罗，那块刀到来是嘛阿挂？ ဒီခေါင်ကြီးကတကယ်ကောင်းလို့ပြောတာကွာမလုံးပါနဲ့ဆိုဗျာတော့ငုံတော့တောင်းဆဲမှာကွာမင်းကလည်းရောင်ကြောင်းမို့လားကြားတာအကိုကြီးကအတင်းတိုက်တာနဲ့ကျုပ်ကခေါင်ကြီးကိုခေါင်ကြီးဘက်ကိုလှန့်ယူလိုက်တယ်ခေါင်ကြီးအနက်ကချင်းစုပ်စုပ်ကတ်ဆူးဆူးရေဗျအဲချွေးတွေရွှဲဆိုနေတဲ့အင်ကြီးကိုမလျှော်ဘဲနဲ့တန်းပေါ်မှာခုနှစ်လောက်လှန့်ထားတဲ့အဲ့ဒါမျိုးဗျဒီနဲ့ဟိုမခံကျင်တာနဲ့အသက်အောင်ပြီးတော့တောက်ချလိုက်ရတယ်အမေခေါင်ကြီးကအနက်သာဆိုးတာဗျအရသာတော့တော်တော်ကောင်းတယ်ထိုင်ရေချိုးတောက်ရလို့ချိုချိုလေးဗျ ။ဗဇာထက်ရောက်သွားတဲ့အချိန်ဆန်အနံ့လိုလိုမှုမှုကလေးရလိုက်တယ်။အယိုးလေးတဲ့တာတာသူတို့လည်းအေးနေရပဲဗျာ။ကျုပ်အုံးမကွက်တစ်ခွက်ကိုတကြိုက်တဲ့မောတောင်းချလိုက်မိတယ်။မင်းတိုက်သွားမလားလက်ကော။တောင်းလို့ကောင်းလိုက်တော့ကိုကြီးရာကျုပ်ကဘာဖြစ်လို့အစမတိုက်တာလဲဗျ။မင်းမင်းမတောင်းဘူးဆိုကွာ။တောင်းမယ်တောင်းမယ်အခုတော့ကောင်းမယ်သိပြီဗျ။ကျုပ်ကအုံးမကွက်နဲ့တခေါပြီးတခွက်ခတ်တောင်းလိုက်တယ်။အကိုကြီးကကျုပ်ဖုံးဖက်ပြီးတော့ မင်းကတော့မောင်ပြန်တို့ဖြစ်သွားပြီအလောက်ကောင်ကြီးတခြားကာလာသားတွေတော့မသိဘူးကျုပ်တို့၄ယောက်ကတော့ခေါင်ရည်အုံးနာမကွာပဲတယောက်တစ်ခွက်အလဲချခတ်တောင်းနေမိတယ်ခေါင်ရည်ကချိုးတာချိုးပေမဲ့မူးတာတော့တော်တော်မူးတာဗျာသုံးခွက်လောက်တောက်ပြီးတော့လူကတော်တော်လေးထွေးလာတယ်၁၀ခွက်လောက်တောက်ထားတဲ့အကိုကြီးကတော့မူးပြင်းနေအချင်းနေပါလေစိုးလို့ဗျာဆိုတာကလည်းရှမ်းတဲ့ချင်းလို့လို့ဘာလို့လို့နေတကယ်တော့ပောက်ကြရတွေပသက်တဲ့ရှော့អော်နေတာទីတယ်မလားអ្គូយីយ៉ាមួយយិនទិញសូដាតាលី အရေးသားမအောင်နဲ့မမောင်တာလဲလိုအောင်ကြတဲ့ခုံဝင်ပြီးတော့ကနေပါဗျာအကိုကြီးကလည်းနောက်ကျောပြစ်ပြီးတော့ခုံဝင်သွားတယ်ကတာကမှကိုင်းနေရပါဗျာခေါင်းကြီးငါးခွက်လောက်တောက်ပြီးတော့ကြုတ်လဲကကျင်လာတယ်အိုးစီတန်ကြတော့ခြေတီလက်တရသုတ်လိုလိုလှုပ်ရလာပြီးတော့အလိုလိုတွန့်ကျင်လာတယ်ဗျာဒါနဲ့မထူးတော့ပါဘူးဆိုပြီးတော့လိုအောင်ကြတဲ့ဝင်ကလိုက်တယ်ကိုကဲနိုင်ကလည်းရောက်သလိုပါဗျာအိုးစီတန်ကလည်းမြူးလိုက်တာပြော့မနေနဲ့ရောယောက်ျားသားတွေမိန်းမတွေကလည်းကကြခုံကြနေဗျာကြောက်ပြင်းညာဦးပိုင်းကအိမ်မက်ကိုတော့မှသတိရသွားမိတယ် ကျုပ်တို့ဘလောက်ကြာကြာကနေမိတယ်လဲမသိဘူးဗျာကာရဲခုံရင်နဲ့ကျုပ်တို့နားလူတွေကတပြေးပြေးပျောက်သွားကြတယ်လူကလည်းတော်တော်မူးနေပြီးတော့အသေးစိတ်ကဝယ်တစ်ချက်ထွက်တစ်ချက်နဲ့အဲ့လိုဖြစ်နေကာနေနန်းနဲ့အိုးစီတီးတဲ့လူတွေဘင်းနာရက်နေတဲ့လူတွေကိုကြိလိုက်တော့ဒီလူတွေရဲ့အသားရည်ဟာပေါ်ဝဲကြီးနဲ့မျိုးလုံးကြီးကြီးဖြစ်အောင်လေဗျာအပေါ်တဖုံးကနေကြလာတဲ့အစိုးရင်းချောင်းကလည်းနောက်ခံကြရနေတိုးထွက်နေပြီးတော့အောင်မေးသိလောက်တီကိုရောက်နေတယ်။ကြောက်ပြက်အမှုလင်းနေလို့များမြင်းရင်သာ မြင်နေရလားဆိုပြီးတော့ခေါင်းကိုခါကြည့်လိုက်မိတယ်။ကြုံမြင်မမားပါဘူးဗျာ။ဒီလူတွေအကုန်လုံးကလက်သေးကြီးတွေဖြစ်ကုန်လေဗျ။မိန်းကလေးတယောက်ကိုကြည့်လိုက်တော့လက်သေးကြီးတွေကတထွာလောက်ကိုရှိတယ်။ကြုံရက်တန်လိုက်ခြင်းပဲမလဲ။ဘလို့ပါရက်တန်လို့မရတော့ဘူး။ကြောက်ခန္ဓာကိုကြီးကဆက်ပြီးတော့ကာမြဲတိုင်းကခုံနေတယ်။တရေကြီးတွေတရေကြီးတွေဗျ။ကြုံအတန်းကိုအော်ဟဲ့ပြထည့်လိုက်တယ်။အကိုကြီးကတော့ကြုံအော်တော်မကြသေးပါဘူးဗျာ။ကားလို့ခုံလို့ကောင်းတော့ရှိသေးတယ်။ ခဏကြတော့ကျွတ်တော်ကလုံးပင်မက်လာပြီးတော့မြေပြင်မှာလဲကြသွားတယ်။ကိုရီနေအောင်ကန်တဲ့ကိုကြီးလည်းမြေပြင်ပေါ်ပက်လက်လက်လဲကြတယ်။ကျုပ်စိတ်တင်တနားရီနနားရီလောက်ကြအောင်မယံမနာကကုံထားတာဆိုတော့လူကဘလို့မှမလုံနိုင်တော့ဘူး။လက်မြောက်ဘုံပြောနေလက်ချောင်းတစ်ချောင်းဟိုကမလုံနိုင်တော့တဲ့အတိပင်မန်းသွားတယ်။ဒီအချိန်မှာရှမ်းလူရကျုပ်တို့ဝိုင်းလာပြီးတော့မြေပြင်မှာလဲကြနေတဲ့ကျုပ်တို့ဝိုင်းကုန်ကြည့်ကြတယ်။တို့ရွာကိုအမားရောက်လာခဲ့ဒီကလေးရောက်တော့ဆိုတော့ ဟောပါလင်းလင်းစားရတာဗောအခုမှကြုတ်တော့မမှန်တိတယ်အကုန်ကြီးဆိုရင်မျိုးလုံးမျိုးပြုတ်ထွက်တယ်ကာခုံထားရတာမောလို့လို့အသက်ကိုတော့မနေရှူနေရတယ်အော်ဘဲဟဲ့ဖို့ဆိုရင်တော့ဝေလာဝေးပေါ့ဗျာကြုတ်တော့ကိုကြရမဲ့ပြီပေါ့ဗျာစိတ်ထဲရနေအကိုကြီးကိုပဲအပြက်တင်နေမိတယ်သူဆက်ဆောင်လို့ဒီလိုပြက်တာမဟုတ်လားဗျာဒီချိန်စိတ်ထဲသတိရသွားမိတာတော့ဥပါသာကြီးကိုပဲဗျဒါကြောင့်ဥပါသာကိုစိတ်ထဲတမိတယ်ဥပါသာကြုတ်စိတ်ထဲတန်းတားလိုက်ရင်ရောက်ရောက်လာတတ်တယ်မို့လား အခုလည်းကြည့်ဗျာဒီမိမတွေယောက်ျားတွေကကျောက်တို့စားဖို့တောက်ဖို့လုံနေတဲ့အချိန်မှာပဲဥပသာကြီးကကျုပ်ဝေးထဲမှာဘွားကနေပေါ်ထွက်လာတယ်ဥပသာအောင်မြင်တော့ဒီလူတွေအကုန်လုံးအနောက်ဆုံးသွားကြတယ်ဗျာမင်းတို့သူတို့လှုပ်ပေးလိုက်ကြစမ်းဟဲ့ဆုံးကငါတို့သားကောင်ငါတို့စားမယ်မင်းဝယ်မရှုံးနဲ့ဟုတ်တယ်တောင်ပိုင်းစီကငါတို့ခွင့်ရထားပြီလားငါတို့နယ်ပယ်တဲ့ဟိုကိုချစ်တော်နဲ့ကိုဝင်လာတဲ့လူမှန်တယ်မြောက်ငါတို့တက်ဖြတ်စားတော့မယ်ကိုရှိတယ်ဥပသာခါထောက်လိုက်ပြီးတော့ အခွင့်အရေးတွေရပိုင်ခွင့်တွေလာမလုံးနဲ့ဒီလူတွေကငါလူတွေကငါလူတွေကိုထိရင်မင်းတို့နာမယ်မဆုံးတိရအသားနာခြင်းတို့တုတ်တို့လာပြီးတော့စိန်ခေါ်တာကိုတုတ်တို့လောကမှာပါဇတ်တဲ့ဝင်မဲ့အစားတက်လို့ပုတ်ကြတာဘလောက်တောင်အောက်တန်းကြတယ်လဲဆိုတော့ခမမသိဘူးလားမယူးကွာငါလူကမင်းတို့လောရောက်ညံ့တဲ့နာနာဘဝမဟုတ်ဘူးမင်းတို့မကျင်နိုင်လည်းမတတ်အောင်အစွဲဖွေးဖွေးနဲ့လူကြီးတယောက်ကဥပဒါစီကိုပြေးဝင်လာတယ်ဥပဒါတစ်ချက်ပဲကြည့်လိုက်တာပြေးဝင်လာတဲ့ ဒီလူကိုလူတယောက်ကယုံဝပိတ်ပြီးတော့စောက်ကန်လိုက်တယ်လို့အနောက်ကိုလွင့်ထွက်သွားတယ်ဗျာကျန်တဲ့အကောင်တွေကတော့ဗဇာကြီးတွေဖျက်ပြီးတော့လင်းတို့အော်တန်လို့အတန်စူးစူးဝါနဲ့អော်ပြီးတော့ဥပဒါစီကိုတကောင်ပြီးတကောင်ပြေခုံဝင်လာကြတယ်အကောင်ကြီးတွေကဥပဒါရင်ဘက်ကိုတွန်းလဲလိုက်တဲ့အခါဥပဒါလဲကြသွားတယ်ဒီကဥပဒါပေါ်သူ့ကိုယ်လုံးနဲ့ဖိချလိုက်တယ်ဗျာကျန်တဲ့အကောင်တွေလည်းပြေးလာကြပြီးတော့ဥပဒါကိုတက်ဖိကြတယ်ကျုပ်တို့ငငယ်တုန်းကတက်ဖိတန်းစော့တယ်လို့တယောက်ပေါ်တယောက်အားကြီးနဲ့ခုံခုံပြီးတော့ဖိကြတယ်ဒီလူတွေက တစီတွေဆိုတော့လေဘလုံးမမဖြစ်ပေမဲ့အောင်ဆုံးကဥပသာတော့တကောလုံးကိုစီစင်းကြီးနဲ့ပြေးနေပြီထင်ပါတယ်ဗျာလူ90လောက်ဝိုင်းပြီးလိုက်ကြတဲ့အခါလူကုန်ကြီးကိုဟိတနာပါဗျာအောင်ဆုံးကဥပသာတော့သိပြီးနေဗျာကျုပ်စိတ်ထဲကတော့ဥပသာနာမည်ကိုခေါ်နေမိတယ်တရားလုံးဝိုင်းပြီးတဲ့အထက်အခါဥပသာကဘယ်ကနေဘလို့ဒီဘက်ရောက်နေလဲမသိပါဘူးဗျာမင်းတို့ဘာလို့ပြင်နေကြတာလဲကွာဟိုလူတွေကတော့ဥပသာကိုလန့်ကြည့်ပြီးတော့အံဩသွားရတယ် ဥပသားမိုးဘော်လွှာကနေခုံတက်လိုက်ပြီးတော့လူဘုံကြီးဘော်ကိုပက်လက်လန်လှဲ့ချပြီးတော့တက်ဖိလိုက်တယ်ဗျာဥပသားတက်ဖိတဲ့အတိုင်းကြီးကလည်းကြောက်တုံးကြီးနှစ်တုံးရိုက်မိတယ်လို့မျိုးဂျိုင်းကနေအတန်ထွက်ပေါ်လာတယ်ဗျာအောက်ကလူတွေအကုန်လုံးလည်းတက်ကိုင်းကြောက်တွေကိုအဲဒလိန်တုံးနဲ့ကြိုက်တယ်လို့မျိုးတချို့ကျော့နဲ့အတန်တွေဖြစ်ပေါ်လာတယ်ဗျာကြောက်ပါပြီဆရာကြီးရဲ့ကြောက်ပါပြီဆရာကြီးရဲ့ရိုးတွေကျိုးပြီးသေပါပြီဗျာကေကြောက်အောင်တော့ အသံတွေကိုဇူညံနေပါဗျာဥပသာတော့လူပုံကြီးရဲ့ထိတ်မှာပက်လက်ကြီးလှဲ့အိမ်နေပြီးတော့ခြေတော့တောင်ချိတာသေးတယ်နင်တို့ငါ့ကိုဖိရှင်တယ်မဟုတ်လားအခုနင်တို့ဖိခံရတော့ဘလို့ခံရရလဲဟမ်ကြောက်ပါပြီဆရာကြီးကြောက်တော့လှုပ်ပြီးပါတော့ဟိုလူလေးရောက်ကိုလှုပ်ပြီးမယ်ဆိုမှမင်းတို့လှုပ်ပြီးမယ်မဟုတ်ဘူးဆိုရင်တော့မင်းတို့အသားတွေငါဖွဲငါဆုပ်လို့ပြပြညင်ညင်တေတော့ဖိထားလိုက်မယ်ကတိပေးပါလေဆရာကြီးဆရာကြီးလူတွေကိုဆရာကြီးပြန်ခေါ်တော့ပါဒီလူမမဘောဟာ ညီတို့ကအသနာခံချင်ကြတော့ဟိုဥပသာလူဝန်ဘွားကနေခုံသိမ့်လိုက်တယ်ဟိုလူတွေဆိုရင်ထအောင်မထနိုင်တော့ဘူးဗျာဥပသာကျုပ်တို့ရဲ့ဇပုတ်လက်နဲ့တဘုံဘုံနဲ့ပုတ်လိုက်တော့မှကျုပ်တို့မူးရနေကြတယ်အကုန်လုံးလူလူပြောက်သွားပြီးတော့မတ်တရက်နိုင်တော့တယ်ဥပသာလာတော့ကံကောင်းလို့ဗျာမင်းတို့ကငတုံးနေပြီကွာညာကြီးတကောင်အိုးစီတွေတည်နေတာအောင်ဗျာလူတွေမှတ်ပြီးတော့လာကြသေးလားမတည်ဘူးလေဗျာကျုပ်လည်းတရေတွေလားကြက်တွေလားလို့မေးတော့သူတို့ကလူတွေပါတယ်ဗျာ ဥပဒါပြောတော့ဒီနောက်မှာရှင်းရွာကြီးတရားရှိတယ်ဆိုဗျာဥပဒါကြောက်ကောင်းကိုလက်နဲ့ထုလိုက်နေတယ်မိစ္ဆာကောင်ကသူ့ကိုယ်သူမိစ္ဆာပါလို့ပြောမလားကွာရွာရှိတယ်ဆိုတာတောင်ကမ်းပေါ်မှာကွာဒီကြောက်တဲ့မှာရှိတာမဟုတ်ဘူးဥပဒါအကိုကြီးနဲ့မမောင်တောင်ကြိတ်လိုက်ပြီးတော့မင်းတို့ကောင်းရင်လည်းမင်းတို့ကောင်းနေပဲဒီတော့လည်းလာပြီးတော့အေးရတောက်ချင်နေသေးအဲ့မှာရဲ့ကွာရဲသားမောင်ကပြပြတယ်လည်း Holy အဖိုင်ကျုပ်တို့ကူးလို့ဖြစ်တာကိုဘယ်သူမှမပြောပါနဲ့ဗျာသမီးတို့တင်ရင်ကျုပ်တို့ပြတ်တာတက်မှာဗျာ ေးပါပြီးတာပဲမင်းတို့ကောင်းနေနှုတ်လုံးမစီငါကတော့ဒီပြက်ကိုဒီနေရာမှာနေမိထားလိုက်ပြီဟဲ့ဥပါသာထွက်သွားနေတဲ့ကျုပ်တို့လေးယောက်လဲဥပါသာနောက်ကလိုက်ခဲ့ကြတယ်ကခုံထားလို့တကောလုံးပင်မဲ့နေရရောကျုပ်တို့အဲဆယ်လမ်းလောက်လှမ်းပြီးတဲ့အချိန်မှာကလေးမလေးတယောက်ကကျုပ်တို့ရှိမှပေါ်လာတယ်အသက်က10နှစ်လောက်ပဲရှိဦးမယ်ဗျငါတို့အစာကိုလူယူသွားတဲ့ဒင်းတို့လဲစာလောင်မော့တိုက်ချင်းနဲ့ကြုံတွေ့ရပါသေးလို့ငါတိမ်သာတိုက်တယ်ကလေးမပြောဆိုပြီးတော့ပျောက်ွက်သွားတော့တယ် ကျုပ်တို့လည်းစကန်းချတာတဲ့တောင်ကုန်းဘက်ကိုပြန်တက်လာခဲ့ရတယ်။နောက်တနေ့မနေ့ဥမောင်လွင်နိုးမှကျုပ်တို့နိုးတော့တယ်။နောက်တနေ့မနေ့ဥမောင်လွင်နိုးမှပဲကျုပ်တို့နိုးတော့တယ်။အရေးတွေပြက်ထားတဲ့ပြင်ညတော့ကခုံပေါက်ထားရတော့နှောင်းချီပြီးတော့ထတာမထနိုင်ပါဘူးဗျာ။တခါမှကျုပ်တို့မစူမငေါဘူးတဲ့ဥမောင်လွင်ကကျုပ်တို့ကိုစူကောက်နေတယ်။တော်သေးတာဒီထဲမှာမမောင်တာနဲ့ရဲသားမောင်ဦးလေးပါနေလို့ပဲ။ကျုပ်တို့ညီကိုကြီးပဲဆိုရင်တော့ဘလောက်များအပြောခံရမလဲဗျာ။ ိတ်မစူပါနဲ့ဥမောင်လွင်ရာသူတို့တွေကတောသူတောင်သားတွေဆိုပေမဲ့ဒီလိုတောချမ်းတောင်ချမ်းတဲ့နေရာကိုခရီးမထွက်ဘူးကြလို့ပြင်မဲ့နေကြတာဖြစ်ပါလိမ့်မယ်။နေတပိုင်းလောက်နားပြီးမှဆက်သွားကြရင်အဆင်ပြေပါလိမ့်မယ်။ဥမောင်လွင်ကဥပဒါပြောကြအောင်ခေါင်းငိမ့်လိုက်တယ်။ဥပဒါရဲ့အကြံစီအတိုင်းနေတပိုင်းလောက်ဆက်နားပြတယ်ဗျ။တောင်ပေါ်မှာပူကျက်ပဲပြောဥပဒါလည်းလွယ်ထဲကတန်မှုဝိုင်းကလေးထုတ်ပြီးတော့ကျုပ်တို့အထက်ကစီတွေလုပေးတယ်။ပယုတ်စီလိုမျိုးပူရှိမ့်ရှိမ့်နေဗျ။ ်နေကင်းထမင်းစားပြီလို့နေနေနဲ့ကြသွားမှာခီးဆက်ခဲ့ကြတယ်ညာအဖြစ်ကိုတော့ကျောက်တို့ဘသူ့ကိုမှမပြောဘဲနဲ့မိထားလိုက်ရတယ်ညာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ကိုတင်ဆက်ပေးခဲ့တဲ့ဇလန်းလေးကတော့စာရေးစရာ အကဆိုရေးသားထားတဲ့ဇုံဒီဥပဒါနှစ်မမျော်လင့်သောခီးရှိဆိုတဲ့ဇလန်းကောင်းလေးအပိုင်း၃ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲဇလန်းလေးကိုအဆုံးထိအောင်လိုက်ပါနားဆင်ပေးကြတဲ့ကြောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ် နောက်နေ့နောက်နေ့တွေမှာလဲဇလန်းကောင်းလေးတွေတင်ဆက်ပေးသွားမှာမလို့လာရောက်နားဆင်အားပေးကြဖို့တပါတဲ့ဖိတ်ခေါ်ရစီခင်ဗျာအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ရည်ကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါစေရန်သူမျိုးငါးပါးပေးမှာလဲကင်ဝေးနိုင်ကြပါစေခင်ဗျာ